1990ရွေးကောက်ပွဲကပြည်သူအားကိုးစေခြင်းလို့ပြည်သူကဟိုလွတ်တော်ကိုးစေလို့ဟိုမဲထဲလိုက်တယ်ဗောနော်ဟုတ်ကဲ့မဲထဲတဲ့အချိန်မှာအနိုင်လဲရပြီအနိုင်လဲရပြီအာဏာလဲအလွဲမခံရဘူးဗောနော်ဟုတ်ကဲ့ကိုကလည်းအာဏာမရဘူးဆိုတော့အဲ့ဒီအပေါ်မှာဘယ်လိုမြင်လဲဘယ်လိုခံစားလဲအဲ့အချိန်မှာအဲ့ဒါကတော့အပိုင်းနှစ်ပိုင်းရှိတယ်ပြန်ကြည့်လိုက်ရင်ကျွန်တော်တို့ကခုနပြောသလိုတိုင်းပြည်ရဲ့အာဏာပိုင်ရှင်အရရမူလပိုင်ချေကတော့ ပြည်သူဖြစ်တယ်ဆိုတော့ပြည်သူလူထုကနေပြတော့ဥပဒေပြာနာဥကျောနာတရားစီအနာအားလုံးကျွန်တော်တို့1990ခုပြည်သူလူတော်ကိုယ်စားလှယ်ကိုယုံကြည်စိတ်ချစွာနဲ့အဲ့ဒီမှာတောင်းပေးအပိတာဖြစ်ဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့အဲ့ဒါကိုလူတော်မခေါ်ပေးလို့မလုံနိုင်တဲ့ဟာတော့တကယ်ကျွန်တော်တို့ကတော့စိတ်မကောင်းပါဘူးဒါတွေကတစ်ချက်ပေါ့ဒါမှမဟုတ်ကျွန်တော်တို့ကဘာမှမလုပ်ဘူးလားပြန်ကြည့်ရင်ကျွန်တော်တို့အပြင်းမာဒီတော်လိုင်းရဲ့နယ်မြေတို့နိုင်ငံတကာရောက်တဲ့လူတို့ ဒီလူတော့အဲ့ဒီကလူမြောက်နေမြင်မှာရောက်တဲ့လူပဲလှုပ်တာမဟုတ်ဘူးကျွန်တော်ပြီတွင်းမှာလည်းလှုပ်ပါတယ်ပြီတွင်းမှာကဘယ်လောက်ထိလှုပ်လဲပြီတွင်းမှာဆိုရင်ကျွန်တော်1990ခု အောက်တိုဘာ19ရက်နေ့မှာ NND ခေါင်းဆောင်19ဦးနဲ့ကျွန်တော် UNND ခေါင်းဆောင်14ဦးကနေပြီးတော့အဲ့ဒီဘုံကျွန်တော်လည်းပူးတွဲကြီးညာချက်ထုတ်ပြန်ကြီးညာတယ်အဲ့ဒီမှာအဓိကအချက်ဘာပါလဲဆိုတော့တိုင်းရင်းသားလူမျိုးများစီနိုင်ငံရေးတန်းသူညီမြတ်မှု လူမျိုးရေးတန်းတူညီရမှုကိုယ်ပိုင်ပြည်ထောင်ခွင့်ပြေဝရှိစေရမယ်ဖြင့်ဒီမိုကရေစီနဲ့အဲ့ဒီဟာအဲ့ဒီခြေခံလူခွဲရကွာကွယ်ပြဋ္ဌာန်းနိုင်တဲ့ပြည်ထောင်စုတည်ဆောက်မယ်ဆိုပြီးတော့အဲ့ဒီမှာပူးတွဲကြင်အချက်ဟိုအဲ့ဒီမှာလက်မှတ်ရေးထိုးထုတ်ပြန်ထားတာရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီဟာ CRPB မှာတောက်လျှောက်လက်တွဲနေတယ်အဲ့ဒီမှာအထက်ကခုနပြောတဲ့ NLD UND ခေါင်းဆောင်တွေလည်းလုံနေတယ်မလုံနိုင်မှမဟုတ်ဘူးမလုံနိုင်တာက ဒီအစိုးရမဖွဲ့နိုင်တာလို့တော့မခေါ်နိုင်တော့ပဲရှိတယ်။ဒါမလို့ခုနပြောတဲ့အဲ့ဒီတောက်လျှောက် SCRPP ဒီလုပ်ငန်းတွေကအများကြီးလုံနေတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီဖက်ရောက်လာတဲ့အဲ့ဒီကအမှများလည်းအများကြီးလုံနေတယ်ကျွန်တော်တို့။နောက်အပြန်လောင်းကျွန်တော်တို့နားလည်မှုရှိရှိနေကျွန်တော်တို့လောက်တာအများရှိတယ်။ဥပမာတော်လိုင်းနေမြန်မာဆိုလဲဒေါက်တာဇဝင်းတို့ဦးဆောင်တော့ကျွန်တော်တို့အဲ့ဒီကုလသမဂ္ဂခါမှာသုံးဘွဲ့ဆန်ဒရိုင်ဘာတိုက်ဆိုတော့15နှစ်တဲ့တိုင်ချပေးတာ။ဒါမလို့နောက်တာကလက်မခံလို့တာအဲ့လိုဖြစ်သွားတယ်။ ပြည်တွင်းမှာလည်းပဲအဲ့မှာ CRPP နဲ့ညီညွတ်ရေးနဲ့တခါနဲ့တိုင်းသားနဲ့ဒီမိုကရေစီညီညွတ်ရေးနဲ့အများကြီးလုံနိုင်ပါညှို့နိုင်လို့သာအခုလိုအခြေအနေလေးလေးကတော့ဒီဟာတော်တော်ပြောင်းလဲလာတဲ့ဟာကဒီရကိုးချက်ခု ရလာရဲ့ပြည်သူ့လူတော်ကိုယ်စားလှယ်တွေလှုပ်ဆောင်ချက်တွေနောက်ပြီးတော့နိုင်ငံရေးပါတီအသီးအီးလှုပ်ဆောင်ချက်တွေပြည်သူလီအားလုံးရဲ့ဒါလှုပ်ဆောင်ချက်အကြောင်းအဲ့လိုအများကြီးပြောင်းလဲလာတယ်လို့ကျွန်တော်အဲ့လိုပဲပြောလို့ပါတယ် မလုံနိုင်တော့ဘူးဆိုတော့မဟုတ်ဘူးလုံနိုင်တယ်မလုံနိုင်တာလို့တော်ခေါ်ယူရင်းနဲ့ကျွန်တော်အစိုးရဖွဲ့စည်းရေးပဲဖြစ်ကျန်းသာအားလုံးလုံနိုင်ပါတယ်လို့ပြောလို့ပါဟုတ်ကဲ့နောက်တစ်ခုကတော့လက်ရှိမှာဆိုရင်ဒီရခိုင်တို့ဟိုရှမ်းပြည်တို့ပေါ့နော်ကချင်တို့မှာတိုက်ပွဲတွေဖြစ်နေကြလို့အတန်ထွက်တယ်ပေါ့နော်။ဟိုတရင်မှာလည်းထွက်နေတယ်ပေါ့နော်။ဟုတ်ကဲ့မြန်မာပြည်မှာဟိုဒီတိုင်းရင်းသားနယ်မြေမှာတိုက်ပွဲဖြစ်နေတော့ဒီတိုက်ပွဲဖြစ်တဲ့အပေါ်မှာဘယ်လိုမြင်လဲပေါ့။ဒီငင်းချမ်းရေးဆိုတာက ဘာမှခက်ခက်ကဲကဲမရှိဘူးတကယ်ရိုးသားတယ်တကယ်ဟိုကကျွန်တော်တို့ဟာလူလူလားလားဖြစ်တယ်ငင်းချင်းဆိုတော့ဘာမှခက်ခက်ရှိတယ်ဟာမဟုတ်ပါဘူးအဓိကတော့တတ်မလို့ပဲစစ်တပ်ပဲကျွန်တော်ဒါပြောလို့ပါတယ်အမှန်ကကျွန်တော်နိုင်ငံရဲ့ပြဿနာဘာကြောင့်ပြဿနာဖြစ်တယ်လဲဒီမိုကရေစီစိတ်သုံးခြင်းပြဿနာနဲ့တိုင်းသာတန်းတူရဲ့ပြဿနာပဲဖြစ်တယ်ပဲ။ ဒီမိုကရေစီဆိုတာပြည်သူလူထုမွေးရပါရဲ့ဒီအခွင့်ရေးတိုင်းရင်းသားတန်းသူရေးဆိုတာပိန်လုံစာချုပ်ကရက်ကဒီပြည်ထောင်စုကိုဒါတိုင်းသားတွေအတူတူပိုင်တာအတူတူပိုင်တဲ့ပြည်ထောင်စုကိုဒါကကျွန်တော်အလုံးပူပေါင်းတော့ဒါလက်တွဲပြီးတော့လောက်ရမယ်ရလာတဲ့အကျိုးတွေအချိုးကျခံစားခွင့်ရှိရမယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီမိုကရေစီပြည်သူ့မွေးရပါတီမျိုးစီလဲချုပ်ကန်ထားရှင်တယ်တိုင်းသားရတန်းသူရေးကိုလဲငါပေးသလောက်ယူဆိုတာကအဲ့လိုဖြစ်ရှင်တယ်ဆိုတော့က 伊地亩个是耶罗说啊，比如没有八块耶。地亩单一当头，伊出来比常数一点，所以说那个白龙个那个下他的哈，皮的，比如么白龙么白龙 p 么背，背什么腰么背，当腰冷不喽，p 腰冷不喽？哎，他这个太阳落太个白龙嘛，一路子波动一切一路起来，包括山上太阳刚上那个，你苗子当头出来比常数，至少伊要一路恰马的说，太阳多恰马的下皮的下边，他那一点能皮的？那一点能什么皮么？ နိုင်ငံရေးကိုလက်ခံပါပဲပြီးတယ်ဒါမျိုးလို့အဲ့လိုမဟုတ်ပဲနဲ့ငင်းချမ်းရေးဆိုပြီးတော့အကြောင်းပြပြတော့နိုင်ငံတကာလည်းငင်းချမ်းရေးမှဒါငါတို့စီးပွားရေးလို့လို့ရတယ်ဆိုပြီးတော့ငင်းချမ်းတော့ဒေါ်လာတွေထုတ်ပေးပြီးတော့ဒီငင်းချမ်းရေးတွေကိုတခါနဲ့ဟိုဖွဲ့မှာပါရဒီဖွဲ့မှာပါရဆိုတဲ့ဟာတွေကမိကျွေးမိကြံတာတက်တက်ထားတာလည်းပဲတကယ်တော့ဆိုရင်တော့အလုံးဒီလိုမျိုးအိမ်မှာဟိုဟာအကုန်လုံးလမ်းမှာလာထိုးအကုန်လုံးဟွာဖြည့်ပြီးတာပဲနောက်ပြီးတော့ပြီးတဲ့ဟာကစစ်တပ်ဆိုတာလည်းခုနကပေါ့ 就那平常时都抓人家咯，搞个一皮西瓜一皮，哎呀，巴皮皮一皮，牙皮皮等皮嘛。就那罗哈，哎嘛，都不帮罗哈嘛。别人来我来阿妈嘛，不 enfin, 不帮罗哈嘛。搞个一个啥不帮罗哈嘛。那不罗就那罗，现在啊啊，九月里不就那罗秋家看啥鬼西啊没？哎，农民来看人罗扒皮子嘞，俺背到了油，俺捞到了油水来捧上，没有罗不罗嘛，年轻人家来嘛，没不。 နောက်တော့ဟိုဘွဲ့ပါရဒီဘွဲ့ပါရဆိုတဲ့ကတကယ်တမ်းကျတော့စစ်မီကျွင်းစစ်မီကြောင်စစ်မီကျွင်းစစ်မီကြောင်မှာအချိန်မလွဲထတ်တောက်နေတာကိုဥမာအေးအေးရခိုင်မှာပါရကိုကမှာပါရအဲ့ဒီဟာတခါတည်းနဲ့ဟိုဘာလဲအဲ့ဒီဟိုဟာပလောင်တွေမှာပါရဆိုတဲ့ဟာတွေကဒါသက်သက်မီစစ်မီကြောင်အဲဒါမှာပါရဆိုရင်တော့တော်ပြော့လက်ခံလိုက်ရင်တော့ဘာထူလဲအဲ့ဒီကချင်တို့တခါတကူမယ်ရှမ်းတကူမယ်အဲ ဝါလိုပါတော့သကူကိုကတော့သကူရင်တော့အလကအတလဲလဲပြည်တွင်းရှိဖြစ်တာပဲဒါကဘာလဲဆိုတော့ကတကယ်ငြိမ်းချမ်းရဲ့လူချင်းရင်ဒီလို မဖြစ်သိဘူးလို့အားလုံးကိုလက်ခံထားရမယ်ဒါမလို့စစ်အနာရှင်ဆိုတာလဲပြည်တွင်းရှိရှိမှပဲသူအနာရှိတာ哦ပြည်တွင်းရှိမရှိပြီသူအနာဘယ်လိုသွားရှိတော့မလဲဒါလဲကျွန်တော်တစ်ဖက်စဉ်းစားရတာပေါ့ဒါကြောင့်ဒီကကိစ္စကတော့ငြိမ်းချမ်းရဲ့တကယ်လူချင်းလွယ်လွယ်လေးပဲကဲဥပမာ ဖွဲ့စည်းပုံ2008ခုနဲ့ဘာမှမဆိုင်ဘူးကဲတမဒာနေပြတော့နိုင်ငံတော်ပိုင်ခတိုင်ပကားနေပြတော့ဒီနေ့ကျွန်တော်တို့ကပြည်တွင်းစစ်ဖြစ်လာတာနေပေါင်း60ကျော်ပြီတိုင်းပြည်လည်းဆင်းရဲနေပြီပြည်သူလူထုလည်းဒုက္ခရောက်နေပြီကဲဒီနေ့ကစအပြစ်ခစဲရက်စီလို့ဘယ်သူမှမတိုင်နဲ့ရက်စီလို့ချလိုက်ရင်တော့ဘာဖြစ်လဲအဲ့ဒါအလုံးပြည်သူလူထုကဝိုင်းဝန်းထောက်ခံမယ်လက်မခံတဲ့လူဆိုရင်ဒါငြိမ်းချမ်းရမလို့ချင်တဲ့လူပေါ့ရှင်းတော့ပဲ အဲ့ဒါလှုပ်လိုက်ရင်လူထုထောက်ခံမယ်နိုင်ငံတကာလည်းဒါကတော့ချီးကျူးမှာပဲဒါတွေကဒါမလို့အဲ့လိုမဟုတ်ပဲနဲ့အဲတခါနဲ့ဟောငင်းချမ်းရေးဆိုပြီးတော့အဲ့ဒီဟိုဖွဲ့မပါရဒီဖွဲ့မပါရနိုင်ငံရေးဆိုလဲရွှေနှွေးရမလီရလနဲ့အညီဆိုတဲ့မယိုးမသားမဖြောက်မမနဲ့အဲ့လိုမျိုးသွားလို့ရင်တော့ဘယ်တော့မှမရနိုင်ဘူးအဲ့ဒါငင်းချမ်းရင်းနဲ့ဝေးမှာပဲလို့ဒါကြောင့်ဘာပဲဖြစ်ဘိုးချုပ်အောင်ဆန်းလို့ရိုးသားပါ ပွေလင်းပါဒါဆိုရင်တော့ဒီငင်းချမ်းရမကလို့ချစ်မှန်တဲ့ဖယ်ရပြည်တော်စုတီချောက်ရလေဒီနေ့ကျွန်တော်တို့ကဒီအလုံးစိတ်တို့ဆုံးဖြတ်ချမှတ်မယ်ဆိုရင်တော့မနေ့ပြန်ကျွန်တော်တို့မဟုတ်ချဒီကငင်းချမ်းစာရာဟွာရာဝပြောတဲ့ပြည်တော်စုမမနိုင်ငံတော်မလွန့်စီတီချောက်နိုင်မယ်လို့အဲ့လိုပဲပြောလို့ပါဟုတ်ကဲ့ဟိုပြည်တွင်းစစ်ပေါ့နော်ပြည်တွင်းစစ်ဟိုရက်စဲရေပေါ့နော် တပြီလုံးရက်စေတပြီလုံးညဉ့်ညံရက်စီရွတ်ပေါ့နော်တိုက်ပွဲမဖြစ်စီရေပေါ့နော်ဘာတွေအတားဆီးဖြစ်နေလဲဘာတွေအတားဆီးဖြစ်တယ်တလဲဆိုတော့ခုနပြောသလိုပဲအတိကကနိုင်ငံပြဿနာဖြစ်တယ်နိုင်ငံပြဿနာဖြစ်ရှင်းတဲ့နေရာမှာလဲပိန်လုံးစိတ်တော့အခြေခံမတော့ဖြစ်ရှင်းမယ်ပိန်လုံးမှာဘာလို့ရှိတယ်အခုပိန်လုံးတော်မှာအာဘိုလ်ချောင်းအောင်ဆန်းကပြည်သူအဲလူလာရေးပြည်သူကလူလာရေးဖခင်ကြီး အဲ့ဒီဟာတိမ်စားပြောယုံနဲ့မရဘူးပိန်လုံစာချုပ်ကိုသိချာကြည့်ပါပိန်လုံစာချုပ်ကြောင့်အဲ့ဒီမှာသိချာစီရှိတဲ့ပြီးဗမာပြည်မနေမြေကချင်တောင်တန်းဒေသနေမြေချင်းတောင်တန်းဒေသနေမြေနောက်ပြီးတော့ရှောင်းပြည်တော်စုဆိုတဲ့ဟာတဲ့ဒီပြည်တော်လေးခုကနေပြည်တော်စုတည်ဆောက်လာတာဒါပိန်လုံအမွေးဖွားလာတဲ့ဟာဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ပိန်လုံစာချုပ်အနှစ်တရကတိနေမြေလေးခုရှိတယ်တပြန်တည်းလှုပ်လိုက်ရည်ယူမယ်ဒါပိန်လုံရဲ့နေတရား ဒုတိယပင်လုံရဲ့အနစ်တရားဘာလဲဆိုတော့အေးလွတ်လပ်ရပြီးရင်အမျိုးသားများတန်းတူဤတူဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ထီထောင်မယ်ဆိုတာအဲ့ဒါအတိကပင်လုံစာချုပ်ရဲ့အတိကရဲ့မူဟောအဲ့ဒီဟာအနစ်တရားဖြစ်တယ်ဘယ်မှာလဲဘိုးချောင်းဆန်းကိုတဲ့1949ခုမေလ24ရက်နေ့မှာဖဆန်ပလပနမပင်စင်ကြီးညီလခမ်းမှာအဲ့ဒီဟာအနာဂတ်ဖွဲ့စည်းပုံ ဒီရေးဆွဲရဲ့အတွက်ချက်ခံရမယ့်မူ14ချက်ကိုတိကျချမှတ်ထားတယ်။ကြောင်ကြည့်ပါအဲ့ဒါတွေပြန်ကြည့်ပါ။တင်းနေ3လငါအကုန်လုံးဒီမူခွေရေးတော့တိုင်းသားတန်းသူခွေရေးအကုန်ကခွန်လုံးပါပြီးသားပဲ။အဲ့မှာတိုင်းသားတန်းသူခွေရေးပြောရင်ပဲအဲ့ဒီမှာအခန်း14ခန်းထဲမှာအခန်းကတိကျပါ။မပြောလဲဆိုတာအခန်းတိမှာတိပြီးထောင်စုသမရမန္တန်နိုင်ဟု နာမည်ခေါ်ထွက်ရမယ်။နေ့ အဲ့ဒီပြည်ထောင်စုသမ္မတနိုင်ငံအဲ့မှာတခါနဲ့ကိုပိုင်ပြန်ခွဲလွတ်လာတဲ့သမ္မတနိုင်ငံဖြစ်ရမယ်အင်္ဂလိပ်တွေကကိုနီနီလောက်တာလောက်ချင်တာကိုဩစတြေးလျနိုင်ငံတို့လိုကနေဒါလိုအဆောက်ရှောက်လောက်ချင်မလို့ရှင်ဘူးပိုချောင်းဆန်းတော့တိချောက်လားနောက်တော့ပြည်ထောင်စုကိုဘယ်လိုဖွဲ့မလဲစပြည်ထောင်စုကိုဘာမှပြည်မနယ်မြေရဲ့နောက်ပြီးတော့ရှမ်းပြည်ထောင်စုရဲ့ကချင်တောင်တန်းဒေသအတရဲ့ချင်းတောင်တန်းဒေသရဲ့နောက်ဂရင်းနီနယ်ရဲ့ဆိုတော့၅ခုဖွဲ့ရမယ်ခခွဲမှာဘာသာဆိုလဲဆိုတော့ အဲ့ဒီမှာကိုအဲ့ခုနှစ်ချက်ထားချမှတ်ပေးထားတယ်အဲ့မူချက်ကအဲ့ဒီခုနှစ်ချက်နဲ့ကပ်ရင်တိရပါလဲဆိုတော့လူရည်သိတ်သိတ်ရှိတယ်နင်းမြေကျောင်းအသိသိတ်ရှိတယ်နောက်ပြီးတော့အဲ့ဒီစီးပွားရေးအသိသိတ်ရှိတယ်နောက်သမိုင်းအစိမ်လာရှိတယ်နောက်မြန်မာစကားနဲ့မတူတဲ့စကားရှိတယ်နောက်ပြီးတော့အဲ့ဒီမှာဟိုမိမိကိုယ်တိုင်ပြည်နယ်ဖြစ်လို့ချင်းပြည်နယ်ဟိုပြည်ထောင်စုအဖွဲ့ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်ပေးရမယ်ဆိုအတိလင်း ါချမှတ်ပေးထားတယ်ပြန်ကြည့်ပါဒါဒီကပိန်လုံစာချုပ်ရဲ့အဲ့ဒီဟာအမျိုးရလွတ်လာရရပြီးရင်တော့တန်းတူတူပြီးတောင်စုတီချောက်မယ်ဆိုတော့ပိန်လုံစာချုပ်ရဲ့ဒါကတိကိုရီတကယ်အဲ့ဒီမှာပဲဟိုဟာပြီးတောင်စုနဲ့ပိန်လုံရဲ့သိစာတွေပဲဒါတွေကအဲ့ဒါမဟုတ်ဘဲနဲ့ခုနပြောအဲ့ဒီဟာဒါကြောင့်ခုနပြောတဲ့ဗမာစကားမင်းနဲ့တူတော့နေမြေတိတ်တိတ်ရှိတယ်ဆိုတာကခမရှမ်းတို့ကချင်တို့ချင်းတို့ကရင်ကြီးတို့ခမဗမာစကားတူလားမတူလားသွားမေးစရာလို့လား ဖြည့်ကြလို့လားမလို့ဘူးမြန်မာစကားနဲ့မတူသောဆိုတာကအစကတည်းကအင်္ဂလိပ်ကရခိုင်မုံကရင်မြန်မာအများစုနေထိုင်တဲ့ဒေသကိုနေမည်တစ်ခုသတ်မှာပြတော့ဘာမာပရပတ်ဘာမာပြည်မလို့ခေါ်တဲ့နေမည်ထဲမှာနေထိုင်တဲ့ကရင်တို့မုံတို့ရခိုင်တို့ပြည်နယ်ပေါ်ပေးရမယ်ဆိုတော့အတိလိမ့်အဲ့မှာပါတယ် အေးနောက်ပြောမြန်မာလူမျိုးဆိုလို့ပိန်လုံစိတ်တဲ့အရာဆိုရင်လေမြန်မာလူမျိုးနဲ့တန်းတူဆိုတဲ့ချက်မပမာအတွက်လဲမြန်မာလူမျိုးအတွက်လဲမျိုးသားပြည်နယ်ပေါ်ထွက်ရမှာပဲဒါအဲ့ဒါကြောင့်ဒီအထက်မှာကြည့်လိုက်ရင်ကချင်ရယ်ကရင်ရယ်ကရင်ရယ်မုံရယ်ရခိုင်ရယ်ရှမ်းရယ်မြန်မာမာရယ်အားလုံးကဒီရှိမျိုးအတွက်ပြည်ထောင်စုပေါ်ထွက်မယ်ဆိုတာအကုန်လုံးဒီအထက်မှာပိန်လုံအထက်မှာပါပြီးသားဖြစ်တယ်ဒါကိုပြန်ကြည့်ကြပါတကယ်လို့ပိန်နေဆက်တဲ့ပိန်လုံပဲကျင်းပကျင်းပ အကိုငင်းချင်းရဆွေးနွေးတာပဲဖြစ်ဖြစ်အဲ့ဒါပိန်လုံကိုတဲ့သေးထူပြီးတော့ပြည်တော်စုနဲ့ပိန်လုံရဲ့သိစာကိုအဲ့မှာကျွန်တော်တို့ကမတိဆောင်ရင်ဘယ်တော့မှမရနိုင်ဟုတ်ကဲ့ဟိုဟိုစား27ရာစုပိန်လုံညီလာခံအပေါ်ဘယ်လိုမြင်လဲပေါ့27ပိန်လုံရဲ့အဲ့ဒီဟာညီလာခံကတော့ကျွန်တော်ကြိုးဆိုတယ်နုလရရနေပေါင်း90နေပါဖြစ်တယ်ပိန်လုံဆိုတဲ့ဟာကိုတစ်ခါပွက်ပွက်လေးလေးတစ်ခါမှဘယ်တစ်ခါမှမပြောဘူး အခုဒီတစ်ခါမှနိုင်ငံတော်ပိုင်ခံတိုင်ပိုင်ခံဒေါ်အောင်ဆန်းစုကြည်ကဒီပိန်ဒီ7ရာစုပိန်လို့ကအမြန်ဆုံးကျင့်ပဖို့အတွက်သူကအဲ့ဒီမှာဖော်ထုတ်တယ်လမ်းညွန်တဲ့သဘောလေးဖြစ်တယ်အဲ့ဒါလလဲလဲလဲကျူဆိုတယ်ဒါမှလို့ကျွန်တော်တို့ကပိန်လုံဆိုတဲ့ဟာကကျွန်တော်တို့ဖက်ဒရယ်ဆိုတဲ့ဟာတွေကခွဲထွက်ခြင်းပဲတိုင်းပြည်ဖြိုခွဲခြင်းပဲကြောက်ကဘာကြလုံဆက်ဆက်မှာတတ်မလို့ချင်းမီကဲတင်လက်တယ်ဆိုပြီးတော့သရှေတရဲလို့ တခါတည်းနဲ့အဲ့ဒီမှာတိုင်းပြည်ကနိုင်ငံတော်ပုံပေါက်ကံမှုကြီးတိချီလို့အဲ့ဘုံနေဝင်ဝါဒဖြန့်တဲ့ဟာအခုထိကြမ်းကြောင်းနေတယ်ဒီပိန်လုံဆိုတဲ့ခုနပြောတဲ့1940ခုမေလ24ရက်ဖဆပလပန္နမပြင်စင်ရင်ညလကံကနေပြောဖွဲ့စည်းပုံဘယ်လိုဆွဲမလဲဆိုတဲ့အခြေခံမှုစလေးချက်တော့နောက်ပြော1940ခုခုဇုံလ16ရက်ဒါတိုင်းပြည်ပြည်ပတ်မကျင်လွတ်တော်နဲ့ချပါတာတဲ့အခြေခံမှုလေးချက်နဲ့အဲ့ဒီ လောင်းညူချက်ခုနှစ်ချက်ဒါတွေကိုအခြေခံရမှာဒီနေဆက်တဲ့ရစုပိန်လုံးဆိုလဲဒါကိုအခြေခံရမှာအဲ့လိုအခြေမခံဘဲနဲ့မြန်မာမီနီမီနီမြန်မာဟန်ဒီမိုကရေစီတို့မြန်မာဆိုစလေးတို့ကျွန်တော်မြန်မာဒီမိုကရေစီတို့မြန်မာဒီကပိန်လုံးတို့ဆိုသွားလို့ရင်တော့ဒါကဘယ်တော့မှမရနိုင်ဘူးလို့အဲ့ဒါကြောင့်ကြိုးဆိုတယ်ဒါမလို့တကက်ပိန်လုံးပုံချောင်းဆန်းချပစ်တဲ့မူတိုင်းပဲပိန်လုံးစာချုပ်ငါအဲ့ဒီဟာ ပင်လုံစာချုပ်အခြေခံပုံ၅ချက်ပင်လုံစာချုပ်လုပ်ငန်းဖော်တဲ့၉ချက်နောက်ပြီးတော့၄၈ခု မေလ၂၄ရက်ဖဆပလချမှတ်ထားမူ၂၄ချက်နောက်ပြီးတော့၄၈ခုဇုံလပဒမကျင်တိုင်းပြပြပြလို့တော်ကနေပြီးတော့ချမှတ်ထားတဲ့အခြေခံမူ၄ချက်နဲ့လမ်းညုံချက်၇ချက်အတိုင်းကိုဒါပင်လုံရဲ့နေစတိပင်လုံညီလခံကိုဖြောက်ဖြူးဖြူးနဲ့ရဲရဲတိတ်တိတ်ပြပြပြသာအဲ့ဒီမှာလှုပ်ဆောင်ပါလို့ခု၂၇ရာစုပင်လုံဟာ ကျင်းပရင်တော့ဘာပဲဖြစ်အဲ့လို1990ခုတဲရှိထင်ရှားတဲ့ဒီကလူတော်ကိုယ်စားလှယ်များဒီ2023ရာစုပိန်လုံရဲ့ညီလာခံမှာဒီပြည်သူလူထုပေးတဲ့တောင်းမှာအဲ့မှာတောင်းထမ်းဆောင်ဖို့အတွက်ဒါဦးစားပေးနေတဲ့အဲ့ဒီမှာဖိတ်ခေါ်သိတယ်တောင်းပေးသိတယ်လို့ဒါညီကုန်းချုပ်နေနဲ့ပြောလို့ပါ